င်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန်းသတင်းတွေကိုတင်ဆက်ပေးပါတော့မယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မြန်အောင်လိုင်းကစိုးဝင်းကိုအရေးပါသောအစိုးရဝင်ကြီးဌာနဆိုင်ရာအမျိုးသားအဆင့်ကော်မတီများနှင့်ဗဟိုကော်မတီများမှဖယ်ထုတ်စစ်ဘက်ဆိုင်ရာတွင်လည်းစိုးဝင်းအစာကြောစွာလင်းကိုအ धिक ဆုံးဖြတ်ခွင့်တာဝန်များပေးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်အကြံဖက်စစ်ကောင်ဆောင်မြောင်လိုက်ကဇိုးဝင်းကိုအရေးပါသောအစိုးရဝင်ကြီးဌာနဆိုင်ရာအမျိုးသားအဆင့်ကော်မတီများနဲ့ဗဟိုကော်မတီများမှဖိတ်ထုတ်လိုက်ကြောင်း ပြီးတော့စစ်ဘက်တရင်ချင်းမြေဤပြောဆိုချက်နှင့်စစ်တပ်ကထုတ်ပြန်ထားသောပြန်တမ်းများအရာသိရှိရပါသည်ဇူလိုင်လ31ရက်နေ့စစ်အုပ်ချုပ်ရေးကိုဖျက်သိမ်းပြီးကာလွန်ကအစိုးရတပ်ပုံစံပြန်လည်ဖွဲ့စည်းခဲ့ရာတွင်ရခင်ကစိုးဝင်းကဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ခဲ့သောအမျိုးသားစစ်ကော်မတီနှင့်ဗဟိုကော်မတီများတွင်စိုးဝင်းကိုပြန်လည်ခန့်အပ်ခြင်းမရှိတော့ဘဲမီးအောင်လိုင်းနှင့်နိုင်ငံတော်ဝန်ကြီးအဖြစ်တာဝန်ပေးခံရသူမျိုးစောတို့ကသာအဓိကဦးဆောင်သူဥက္ကဋ္ဌများဖြစ်လာကြောင်း နိုင်ငံအတွက်အရေးပါသောအမျိုးသားအဆင့်ကော်မတီနှင့်ဗဟိုကော်မတီ73ခုတက်မနေတွင်စိုးဝင်းကိုဖဲထုတ်လိုက်ချောင်းသိရပါသည်။ရခိုင်ကစိုးဝင်းကဦးဆောင်သူဖြစ်ဆောင်ရွက်ခွင့်ရခဲ့သောဗန္နာယီကော်မရှင်အမျိုးသားစီမံကိန်းကော်မရှင်တို့တွင်မင်းအောင်လိုင်ကဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ပြီးမျိုးစောကိုဒုတိယဥက္ကဋ္ဌအဖြစ်ခန့်အပ်ထားပြီးစိုးဝင်းကိုလုံးဝထည့်သွင်းဖွဲ့စည်းခြင်းမပြုတော့သည်ကိုတွေ့ရပါသည်။ ။စိုးဝင်းဥက္ကဋ္ဌဖြစ်ဆောင်ရွက်ခဲ့သောအမျိုးသားတဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဆိုင်ရာကော်မတီတွင်ကြီးတဲ့ရေးဝင်ကြီးဒုဗိုလ်ချုပ်ကြီးထွန်းထွန်းအောင်ကိုဥက္ကဋ္ဌဖြစ်၎င်းတရားမဝင်ကုံသွဲမှုတိုက်ဖြတ်ရေးဦးဆောင်ကော်မတီတွင်လည်း ဝင်ကြီးချုပ်မျိုးစောကိုဥက္ကဋ္ဌဖြစ်၎င်းလျာမြင့်နှင့်အခြားမြင့်များတင်စီမှုပြန်လည်စီစီရေးကော်မတီတွင်လည်းမျိုးစောကိုဥက္ကဋ္ဌဖြစ်၎င်းခန့်အပ်ထားပါသည်စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက်အဓိကကြသော အသေးစားအငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအမျိုးသားအဆင့်ကော်မတီတွင်လည်းမြန်အောင်လိုင်ကဥက္ကဋ္ဌမျိုးစောဒုတိယဥက္ကဋ္ဌအဖြစ်ပါဝင်ပြီးစိုးဝင်းကိုလုံးဝဖယ်ထုတ်လိုက်ကြောင်းစမှုလုပ်ငန်းနှင့်စမှုဆောင်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီတွင်လည်းမျိုးစောကဥက္ကဋ္ဌအဖြစ်၎င်းမြမအထူးစီးပွားရေးဆောင်ဆိုင်ရာစီမံခန့်ခွဲရေးဗဟိုအဖွဲ့တွင် ညိုစောကဥက္ကဋ္ဌအဖြစ်၎င်းပါဝင်ပြီးစိုးဝင်းမှာလုံးဝပါဝင်ခြင်းမရှိတော့ပေ တို့ရတွင်အုတ်ချုပ်ရည်ရည်ရအတွက်အရေးမပါသောကော်မတီနှင့်အဖွဲ့များတွင်စိုးဝင်းကိုဆက်လက်ထည့်သွင်းဖွဲ့စည်းထားသည့်ကိုတွေ့ရှိရပြီးခုံတူးဆောင်ဘွဲတစိတ်ချင်းမြင့်ရေးစီစီရေးအဖွဲ့တွင်စိုးဝင်းကိုနိုင်ရကအဖြစ်၎င်းနေဆက်ဒေတာနှင့်တိုင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးကော်မတီတွင်စိုးဝင်းကိုဒုတိယဥက္ကဋ္ဌအဖြစ်၎င်းမြေအောင်လိုင်ကထည့်သွင်းဖွဲ့စည်းထားပါသည်အလားတူစစ်ပတ်ဆိုင်ရာစီမံခန့်ခွဲရေးများတွင်လည်းကြီးရည်လေးညှိနှိုင်းကိုကဲ့ရေးမှုဒုတိယဘူချုပ်ကြီးကျော်စွာလင်းကိုမြေအောင်လိုင်ကအဓိကစီမံခန့်ခွဲရန်တာဝန်ပေးထားသဖြင့်စိုးဝင်းမှစစ်ပတ်ရေးရနှင့် စစ်ဆေးရေးဆိုင်ရာစီမံခန့်ခွဲရေးတွင်လည်းလုံပိုင်ခွင့်နှေးလာကြောင်းသိရပါတယ်။စစ်ဖက်ရောအရက်ဖက်မှာရောဒုတက်ချုပ်ကိုတာဝန်ပေးတာအတော်ကိုနှေးလာတာတွေ့ရပါတယ်။ဂျာကနှစ်ဦးကြားမှာအဆင်မပြေလို့ဆိုတာထက်တက်ချုပ်ကသူ့လူတွေကိုပို့ပြီးပွဲထုတ်လာတာမျိုးလို့ပြောလို့ရတယ်။ဒူတိုရဲ့ဩစာနဲ့အာနာကျဆင်းအောင်ရှော့ချမှုလို့ပြောလို့ရပါတယ်။ကျန်ခိုင်ရေးပါတီစီကိုပြောင်းရွှေ့လိုက်တဲ့ဘိုးချုပ်ကြီးတွေနဲ့ဒူးဘိုးချုပ်ကြီးတွေမှလည်းဒူးတက်ချုပ်ရဲ့လူတွေမပါဝင်ပါဘူး။ ဒူတက်ချုပ်ရဲ့လူတော်တော်များများစစ်ဖက်ရောအရက်ဖက်မှာပါနေရမရတာများပါတယ်ဟုနေပြီးတော့စစ်ဖက်သတင်းရင်းမြစ်ကအုံသက်ပြောဆိုပါတယ်။2024ခုနှစ်ဩဂုတ်လအတွင်းတွင်လည်းမြောက်လိုင်းကညှို့ဆောင်အောင်လင်းတွေနဲ့ရဲဝင်းဥတို့ကိုဗိုလ်ချုပ်ကြီးရာတို့များတိုးမြှင့်ပေးခဲ့ပြီးနောက်ဒူးစစ်ကောင်ဆောင်စိုးဝင်းဤရှုံးကန်ကို၎င်းဤဘေကျင်းကက်အခန်းနေရာတွင်မထားတော့ပေအခြားနေရာသို့အတင်းကျပ်ပြောင်းရွှေ့စီခဲ့သည်။မူလကဒုစစ်ကောင်ဆောင်စိုးဝင်းစစ်ယုံမှရှုံးကန်နှင့်သမရအိမ်တော်ရှိစစ်ကောင်စီဒုတိယဥက္ကဋ္ဌရုံးကန်တို့မှာ မင်းအောင်လိုက်နဲ့အခန်းချင်းဘေးကက်လျက်တွင်ထားရှိခဲ့ခြင်းဖြစ်တော်လဲ2024ခုနှစ်ဩဂုတ်လတွင်စိုးဝင်းဤစစ်ရုံမှရုံကန်ကိုအောက်ထပ်သို့၎င်းဒုတိယဥက္ကဋ္ဌရုံကန်ကိုသမရအိမ်တော်မှဒုတိယသမရအိမ်တော်ကန်သို့၎င်းမင်းအောင်လိုက်ကအတင်းကျပ်ပြောင်းရွှေ့ခိုင်းခဲ့သည်ဆက်လက်ပြီးနေပြည်တော်တက်ကုန်မှုနယ်တွင်အကြံဖက်စစ်သားများကိုမိုင်းဆွဲတိုက်ခိုက်မှုစစ်တပ်ဘက်မှ၄ဦးသေဆုံးတဲ့တဲ့တင်ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါသည် နေပြီးတော့တက်ကုံမြို့နယ်တွင်အကြံဖက်စစ်သားများကိုမိုင်းဆွဲတိုက်ခိုက်ရာစစ်တပ်မှ၄ဦးသေဆုံးခဲ့ကြောင်းမြို့သိမ်းမြို့နယ်ပြည်သူ့ကာကွယ်ရေးဖွဲ့ကပြောဆိုပါရယ်စက်တင်ဘာလ15ရက်နေ့မိုးလယ်3:30မိနစ်ခန့်တွင်တက်ကုံမြို့နယ်ရတနာမြေချေးရွာနီးနေမြေရှင်းလင်းရန်ထွက်ခွာလာသောစစ်သားများကိုဒေါ်လန်ရေးတပ်ဖွဲ့များကမိုင်းကွင်းအရောက်တွင်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်းသိရပါရယ်ထိုတိုက်ခိုက်မှုအတွင်းအကြံဖက်စစ်သားတအူပွဲချင်းပြီးတည်ဆုံခဲ့ပြီးထိခိုက်ဒဏ်ရာရရှိသောစစ်သားများကိုလူနာတင်ကားဖြင့်လာရောက်တည်ဆောင်စဉ်စစ်သား၃ဦးထပ်မံတည်ဆုံခဲ့ကြောင်း ထို့ပြင်ထိခိုက်ဒဏ်ရာရရှိသောစစ်သားလေးဦးလည်းရှိကြောင်းသိရှိရပါသည်ရှင်မိုင်းဆွဲတိုက်ခိုက်မှုကိုမကွေးတိုင်းဒေသကြီးမကွေးခရိုင်မြို့တင်မြို့နယ်ဖီတိုကာကွယ်ရေးအဖွဲ့မြို့တစ်ပါကပါကလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးတော်လန်ရဲရဲဖော်များအထူးကန့်ရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။ဆက်လက်ပြီးနယ်ရီကန်စက်ကန်းကိုအေအေကအပြည့်ဝနှိပါပိတ်ဆို့ထိန်ချုံစေအုစုဆက်သွယ်ရေးလမ်းကြောင်းပြတ်တောက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ မကွေးတိုင်းငဖဲမြို့နယ်အံပဒန်လမ်းရှိနေရီကန်တောင်ကဘာလုံးဖြူဟာကုန်းစခန်းကိုအာရကတက်တော်အေအေနှင့်မဟာမင်းညာကအပြည့်အဝနီးပါးဝိုင်းပတ်ပိတ်ဆို့ထိန်းချုပ်ထားနိုင်ပြီး ဆေးဥစုအနေဖြင့်ဆက်သွယ်ရေးလမ်းကြောင်းပြတ်တောက်သွားပြီဖြစ်ကြောင်းစီးရီးသတင်းရင်းမြစ်များထံမှသိရပါတယ်။ဖိုင်တာကုန်းနယ်ကုတ်ကြီးစခန်းတို့ကိုအော်တိုဘာလာဇန်ပိုင်းတွင် AA ကသိမ်းပိုက်ပြီးနောက်ဗရန်စိမင်နာတို့ရခိုင်ရုံးမှဘက်မှအဝင်လာပြီးတိုက်စစ်အတွင်အချက်အချာနှင်းကြီးဖြစ်သောနယ်ရီကန်ကဘာလုံးစခန်းမှဆက်သွယ်ရေးလမ်းကြောင်း Line of Communication ပိတ်ဆို့မှုခံလိုက်ရကြောင်း CDN ပူကြီးစင်ယောကသတင်းဌာနကိုပြောပါရယ်နယ်ရီကန်စခန်းကတော့လက်ရှိဒီနေ့အထိစစ်အုပ်စုတက်ဆွဲထားတော့မယ်ရှိသေးတယ် ကြပါမိမဲ့ရာနှုန်းတော်တော်များများကိုအာရကတက်တော် AA နဲ့တက်ပေါင်းစုတွေကဝိုင်းပတ်ပိတ်ဆိုပြီးထိန်းချုပ်လိုက်နိုင်တဲ့သဘောတော့ရှိတယ်။အဓိကကတော့အုတ်ချုပ်ထောက်ပံ့မှုကခုတ်ကြီးရောပစီနာကဖိုက်တာကုန်းရောဒီလန်းတွေကိုပိတ်ထားလိုက်ပြီးအဲ့ဒီစကန်ကုန်းတွေကိုရလိုက်ပြီးဆိုတော့အကြံဖတ်စစ်တဲ့အတွက်ဆက်သွေးရေလန်းချောင်းတွေကပြတ်တလောက်နှီးပါဖြစ်သွားပြီဟုလကောင်ကဆိုပါတယ်။ လက်ရှိတွင်နှရေကံပြူဟာစက္ကန့်တစ်ခုလုံးကိုသိမ့်ပတ်ရရှိထားကြောင်းသတင်းများထွက်ပေါ်နေတော့လေဟာရကတက်တော် AA ဘက်မှရှားလူညီပါဖြစ်နေပြီးယနေ့နဲ့နောက်ပိုင်းအထိစစ်ကော်မရှင်တပ်ဘက်ကအင်အားဖြည့်တင်းခြင်းနဲ့လက်လွတ်လိုက်ရသည့်ခါကင်းစက္ကန့်များပြန်လည်ရရှိရန်လေကြောင်းပစ်ကူများဖြင့်ပြစ်ခတ်နေစေဖြစ်ကြောင်းဒေတာရင်းစစ်ရေးသတင်းရင်းမြစ်ကပြောပါရယ်နှရေကံပြူဟာကောင်းကရှားလူညီပါတော့ဖြစ်နေပြီးတစ်ခုလုံးကြာတော့အတီးပြုတ်လို့မရနိုင်သေးဘူး စစ်ကောင်စီတပ်ရဲ့ရိတ်ခါလမ်းကြောင်းတွေကိုအေအေကပိတ်ဆို့ထားလို့လေကြောင်းတစ်ခုပဲပို့လို့ရတော့တယ်။ဒါပေမဲ့အထင်းမှာပိတ်မိတဲ့စစ်သားတွေရိတ်ခါပြန်နေပြီးကြားတယ်။အခုချိန်ထိပတ်စီရွာကစခန်းတွေဂုတ်ကြီးတို့ကိုအေအေကထိန်းချုပ်ထားနိုင်တာတော့ဟုတ်တယ်ဟုလကောင်ကသတင်းဌာနကိုပြောပါရတယ်။ ကာကွယ်ရေးပစ္စည်းလက်နက်ထုတ်လုပ်ရေးစက်ယုံကပစ၁၄ရက်တွင်အရေးပါသည့်ရခိုင်ရုံးမပေါ်ရှိအကြီးဆုံးခန့်စစ်စခန်းဖြစ်သောနှဲ့ရီကန်ကဘာလုံးစခန်းတစ်ခုလုံးမှာအာရကတက်တော်အေအေလက်ထဲသို့မကြမီကျရောက်သွားနိုင်၍ပြီးခဲ့သည့်ရက်ပိုင်းကလည်းရှင်ပြူဟာကုန်း၏အဓိကကာကင်းစခန်းဖြစ်သောဖိုက်တာကုန်းမှစစ်ကော်မရှင်တပ်သားများအစုလိုက်အပြုံလိုက်စွန့်ခွာထွက်ပြေးခဲ့ကြောင်း၎င်းကဆိုပါသည်စစ်ကော်မရှင်တပ်ဖက်ကလည်းအမ်ဗဒန်လန်ပိုင်းတွင်အင်အားများဇက်တိုက်ဖြည့်တင်းနေပြီးငဖဲမျိုးနှင့်ပြင်းဝလမ်းဆောင်တို့လည်း စစ်ရင်တန်းဆက်တက်စီဖြင့်ယနေ့အော်တိုဘာလ12ရက်နေ့နေ့ပိုင်းကအင်အားလာရောက်ဖြည့်တင်ကြောင်းဘူကြီးစင်ရောအစိုးရတည်ရပါတယ်စစ်တပ်ဘက်ကလည်းအင်အားတောက်လျှောက်ဖြည့်တင်တာတွေ့ရတယ်ဒီနေ့မနက်တင်လေစစ်ရင်တန်းဆက်တက်စီရောက်နေတာတွေ့တယ်တေချာတာကတော့ကားနဲ့တော့တက်လို့မရဘူးလမ်းလျှောက်တက်မလားဘလို့တက်မလဲဆိုတာကိုတော့တစ်ချက်ကြည့်ရမှာပေါ့ဒါမှမဟုတ်လေချလူစဲစဲမို့လို့ပြင်းဝထိတ်ကနေပိတ်တဲ့အနေထားမျိုးလာပေါ်ဖို့လက်ကောင်းကသုံးသပ်ပါတယ် ်သို့သောအဆိုပါစစ်ကူများကိုပို့ရန်လမ်းကြောင်းပိတ်ဆို့ထားခြင်းကြောင့်နေရီကန်တို့ကားလမ်းမှသွားရန်ခက်ခဲသွားခြင်းကြောင့်ရေခါကိုလေကြောင်းမှချပီးမှသာရမည်အနေထားဖြစ်နေကြောင်းစစ်ရေးတရင်ရင့်မြင့်များကကောက်ချက်ချပါရယ်နေရီကန်စကန်တစ်ခုလုံးသာရလိုက်ပြီးဆိုလျင်စေုပ်စုအနေဖြင့်ဗဒန်းမှအမ်းမြို့ဘက်သို့တိုက်စစ်မှပြည့်ပြတ်သွားသည်သာမက ကပ္ပစဆက်လက်ဤထုတ်လုပ်မှုလုပ်ငန်းမှာရာနှုန်းပြည့်ရဆိုင်းသွားမည်ဖြစ်၍အမှတ်905အမြောက်ဆက်ခံကုတ်ခဲမှုဌာနချုပ်မာစာခါနှင့်ကြံအမြောက်တက်နှစ်တက်မှလည်းအထည်နာသွားနိုင်ကြောင်းစီဒီအန်ဘူကြီးစင်ရောကအသုံးသက်ပါရယ်။နရီကန်စည်ရေးအခြေအနေနဲ့ပတ်သက်၍သတင်းဌာနကအရကတက်တော် AAE ပြောရေးဆိုခွင့်ရှိသူဦးခိုင်ဒုက္ခကိုဆက်သွယ်မြင့်မြတ်တော်လေပြန်လည်ဖြေချခြင်းမရှိသေးပြီ။ အာရကတက်တော်အေအေနှင့်ပူပေါင်းမဟာမိတ်တပ်များကဆယ်လတာနီပါကြာမြင့်စွာတိုက်ခိုက်နေသောနရီကန်စခန်းအနီးရှိ MPD တာဝါတိုင်စခန်းကုန်းအပြင်နရီကန်စခန်းကိုကာပေးထားသော ခုတ်ကြီးပက်စီကြီးပါအနီးရှိကာကင်းစခန်းငယ်များကိုသိမ်းပိုက်ထိန်းချုပ်ထားပြီးဖြစ်သည်အေအေအနေဖြင့်အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နာပါခအပါဝင်မြို့15မြို့ကိုသိမ်းပိုက်ထိန်းချုပ်ထားပြီးဖင်လေကန်ယူတန်းဒေသများဖြစ်သည့်စစ်တွေကြောက်ဖြူမန်အောင်တို့ကိုဆက်လက်သိမ်းပိုက်ရန်ကြိုးပမ်းနေသည်